အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြရတဲ့တဦးတယောက်ချင်းစီတိုင်းစိတ်အချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့မေစင်ကဦးစွာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ်မေစီဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ဗုဒ္ဓဘာသာဝင်နေတည်တည်တည်ထိုက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အထူးသဖြင့်ဘာသာရေးနှုတ်ကိုင်နေတဲ့ဗုဒ္ဓဘာသာဝင်နေဆိုရင်ဒီအကြောင်းအရာလေးကိုပို့ပြီးတော့သိကျင်နေမယ်လို့မေစီယုံကြည်ပါတယ်ဒါကပါလဲဆိုရင်ကုသူပြုခြင်းနဲ့အဖြတ်အနှောက်ရှက်ပေးခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။အဲတော့မိစင်တို့တွေအာမဟာသမယသုံး ဋ္ဌံပဋ္ဌံချင်းကြီးတွေရွက်ဖက်ပူဇော်နေတဲ့အချိန်မှာ စိတ်အနှောက်အယှက်တွေကြုံတွေ့တဲ့အခါမျိုးဒါမှမဟုတ်လို့ရှိရင်ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးဒါမှမဟုတ်ရင်အိမ်သားအချင်းချင်းစိတ်ညစ်ပြီးတော့စကားများရှမ်းဖြစ်တဲ့အခါမျိုးတွေတော်တော်များများကြုံတွေ့မှုမှာပါဒါဟာဘာကြောင့်ဖြစ်တာလဲဆိုတာကိုမိစင်ကဆရာတော်တပါးဟောကြားထားတဲ့တရားတော်ကိုနားကြားပြီးတော့အခုလိုမျိုးပြန်လဲပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ် အဲ့တော့ဒါကဘာကြောင့်ဖြစ်တာလဲဆိုရင်အကြောင်းအရာနှစ်ချက်ကြောင့်ဖြစ်နိုင်ပါတယ်။ပထမအကြောင်းအရာကတော့ကိုယ့်ရဲ့အတိတ်ဘဝတော်ဆက်ခဲ့တဲ့တိုက်ဆက်ပဋ္ဌာန်းဆက်တွေရဲ့နှောက်ယှက်ခြင်းကြောင့်ဖြစ်ပါတယ်။သူတို့ဘာကြောင့်နှောက်ယှက်တာလဲဆိုရင်ကိုကအတိတ်ဘဝတစ်ခုခုက တော်ဆက်ခဲ့ဘူးမှာပေါ့နော်30ပုံမှာလူတွေကကျင်းလည်နေကြတာဖြစ်တဲ့အတွက်ကိုကအတိတ်ဘဝတစ်ခုခုကတော်ဆက်ခဲ့တဲ့တိုက်ဆက်ပဋ္ဌာန်းဆက်တွေကကိုဘာသာရေးအရန်လုပ်တဲ့အခါမျိုးဥပမာကိုကပဋ္ဌာန်းချမ်းကြီးပူဇော်နေမယ်မဟာသံဃာတုတ်တွေရွတ်ဖက်နေမယ်ပဋ္ဌာန်းတွေပူဇော်နေတဲ့အခါဆိုရင်သူတို့ကသူတို့နဲ့ဘဝတွေအရန်ချားသွားမှာကိုအရန်စိတ်ပူကြတ ဘာသာရေးလုံးလေလေသူတို့နဲ့ပိုးပြီးတော့ဘဝချားလေလေအဲ့လိုမျိုးတွေဖြစ်မှာကိုသူတို့ကစိတ်ပူတဲ့အတွက်ကိုကိုဘာသာရေးတွေဒီထက်ပိုးပြီးတော့မလုံစေခြင်းအောင်ကိုဝိပဿနာတရားတွေပိုးပြီးတော့အားမထုတ်ဖြစ်အောင်သူတို့နဲ့ဘဝပိုးမချားသွားအောင်လို့သူတို့ကရည်ရွယ်ပြီးတော့ကိုဘာသာရေးပိုးမလုံအောင်စိတ်နှောက်ရှက်ပေးခြင်းဖြစ်တဲ့ကိုကိုထိခိုက်တရားအနာတရားဘယ်လိုမျိုးမလဲအနေရကြီးကြီးမားမားဖြစ်အောင်လုပ်တာတော့မဟုတ်ဘူးဘာသာရေးကိုပိုးပြီးတော့မလုံနိုင်အောင်သူတို့ကအနှောက်ရှက်ပေးခြင်းပဲဖြစ်ပါ ါတယ်။ဒုတိယအကြောင်းအရာလေးကတော့ဘာကြောင့်ဖြစ်တာလဲဆိုရင်မေဇီနိုရဲ့အကျိုးစီးပွားကိုမလိုလားအပ်တဲ့နှဆိုးတွေရဲ့နှောက်ယှက်ခြင်းကြောင့်ပဲဖြစ်တယ်။အဲတော့လူတွေမှာလူကောင်းနဲ့လူဆိုးဆိုပြီးတော့နှစ်မျိုးရှိတယ်လို့နှစ်တွေမှာလည်းနှဆိုးနဲ့နှကောင်းဆိုပြီးတော့နှစ်မျိုးရှိပါတယ်။နှဆိုးတွေအားကြတော့ကိုယ့်ရဲ့အကျိုးစီးပွားကိုမလိုလားဘူး။ကိုယ်ဘာသာရေးအရန်လောက်တာကို သူတို့ကမကြည့်ဘူးကြဘူးပေါ့နော်။အဲ့ဒါပေါ့အဲ့ဒါကြောင့်မလို့သူတို့တွေကလိုက်ပြီးတော့နှောက်ယှက်နေရခြင်းဖြစ်တယ်။ အဲ့ဒါကြောင့်မလို့လေမေစင်တို့ကဒီပိရိတ်တွေပဋ္ဌာန်းတွေရွတ်တဲ့အခါမျိုးမှာ net တွေကိုဖယ်ခိုင်းပြီးတော့မှရွတ်ရတာလीအဲ့တော့ net တွေကိုဖယ်ခိုင်းပြီးတော့မှအမေစင်တို့ကမြေတားတုံရွတ်တယ်ရွတ်ပြီးတော့မှဒီကိုရွတ်ချင်တဲ့ပဋ္ဌာန်းတို့ပိရိတ်တို့ပေါ့နော်အဲ့အရာတွေကိုဆက်ပြီးတော့ရွတ်ဖတ်ရခြင်းဖြစ်ပါတယ်အဲ့တော့မေစင်ကပြောပြရတဲ့အကြောင်းအရာလေးတွေကိုသိပြီးပြီဆိုလို့ရှိရင်ကိုကဒီဘာသာရေးလုပ်တဲ့အခါကြာလို့ရှိရင်ပေါ့နော်ကိုပိရိတ်ရွတ်တဲ့အခါပဋ္ဌာန်းရွတ်တဲ့အခါကြာရင်သူတို့ကိုအရင်ဦးဆုံးရှေးဦးစွာမြေတား တာပို့ပေးရပါတယ်အဲ့တော့ကိုယ့်ရဲ့အရင်တိတ်ဘဝတော်ဆက်ခဲ့တဲ့တိုက်ဆက်တွေပဋ္ဌာန်းဆက်တွေနောက်ပြီးတော့ကိုယ့်ရဲ့အကျိုးစီးပွားကိုမလွန်လားအပ်တဲ့နတ်ဆိုးတွေသူတို့ကိုဦးစွာမြေတာပို့ပေးပါသူတို့မြေတာပို့ပြီးတော့မှကိုကဒီပရိတ်တွေပဋ္ဌာန်းတွေကိုဆက်ပြီးတော့ပူဇော်သင့်ပါတယ် အခုဆိုလို့ရှိရင်တော့မိစေမျှဝေပေးခဲ့တဲ့ကုသိုလ်ပြုခြင်းနဲ့အပြတ်အနှောင်ရှက်အကြောင်းလေးတွေကိုဗုဒ္ဓဘာသာဝင်တွေအားလုံးသိရှိပြီးပြီဖြစ်တဲ့အတွက်ဆက်ပြီးတော့ကိုရွတ်ဖတ်ပူဇော်နေတာပရိတ်ပဋ္ဌာန်းမဟာသမယတုတ်တွေကိုယုံယုံကြည်ကြည်နဲ့ဆက်ပြီးတော့ပူဇော်ပေးပါဘာသာရေးကိုယခုထပ်ပို့ပြီးတော့ဖိလုပ်ပေးပါယခုဖြစ်ပေါ်နေတဲ့ကကြီးသုံးမနှစ်တကွာဘေးအန္တရာယ်အမျိုးမျိုးမှအားလုံးခုနှစ်သားသမီးများအားလုံးကင်းရှင်းကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်ဝပါစေလို့ နေစဉ်ကစုမကောင်တောင်းပေးပါရရှင်